ာပါဒီနေ့မေလ27ရက်ဖက်ဒရယ်အဖွဲ့ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့မန္တလေးမြို့မှာမိုးရွာသွန်းတာကြောင့်တိမ်ဆောင်းနေတဲ့အဆောက်အဦထပ်မံပြူကျတဲ့တင်လူမှုအားကြောင့်ပြည်လည်လွမြောက်လာခဲ့ရတာဖြစ်တယ်လို့ပရာဒောင်းအတွေ့အကြုံမှုပြောတဲ့တင်မိုးပြဲတိုက်ပွဲအတွင်းမိုးပြဲ PDF တိုင်းရက်တက်ခွဲနေ့မှရဲဘော်တူဦးကြဆုံတဲ့တင်စတဲ့တင်အပါဝင်ဖက်ဒရယ်အဖွဲ့ရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါ။မန္တလေးမြို့မဟာအောင်မြင်မြို့နယ် ပန်ပုတ်တရက်89လမ်း36 39လမ်းပေါ်ကလေးထက်တိုက်အစောက်ဦးတစ်ခုဟာပြီးခဲ့တဲ့မလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်တင်ဆောင်သွားခဲ့ပြီးဒီနေ့မေလ21ရက်နေ့မနေ့နေ့ဝန်းကျင်လောက်မှာမိုးရွာသုံးနာကြောင့်ထမှန်ပြူကျခဲ့တယ်လို့မနီစလလူမှုကူညီရေးအသင်းတာသူကဖက်ဒရယ်ဘက်ကိုပြောပါရယ်အစောက်ဦးထမှန်ပြူကျခဲ့တာကြောင့်ဘေးအိမ်ပတ်ဝန်းကျင်ကအိမ်တော်စု၈စုလောက်ကိုဘေးလွရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး လူအထိခိုက်မရှိဘူးလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကပြင်အားခုံရမခုံအစင်းရှိရဲ့ငလင်လောက်အားပစ်ပွားခဲ့ပြီးနောက်မန္တလေးမြို့မှာလူသေဆုံးတဲ့ထိခိုက်ပျက်စီးမှုတွေအများဆုံးရှိခဲ့ပြီးအခုလက်ရှိအချိန်ထိငလင်တန်သစ်ပြိုကျလက်ဆတိုက်များမှာဖြူဖြက်ဖို့အတွက်ကြက်ရှိနေသေးတာကြောင့်ဘေးပတ်ဝန်းကျင်ရှိဒေသခံတွေအတွက်အနေရှိနေကြောင်းလည်းသိရပါတယ်။ကယန်းပြည်သစ်ပါတီအောက်ထပ်ဦးတန်းစိုးနိုင်ရဲ့တာ ဦးတောင်းဝေဖန်စီတော်တဲ့ပရာတောင်းဆွေမျိုးစုခေါင်းဆောင်လေးဦးကိုမနေ့ကမေလ20ရက်နေ့မွလဲ2နာရီလောက်မှာပြန်လို့ပေးခဲ့ပြီးအခုလိုလွတ်မြောက်လာတာကလူထုအင်အားကြောင့်ဖြစ်တယ်လို့ကျန်တဲ့လွတ်မြောက်လာတဲ့ပရာတောင်းဆွေမျိုးစုလူငယ်အတွေ့အမူခုံးခိုင်မင်းနိုင်ကဖက်ဒရယ်အဖက်ကိုပြောပါရယ်ပရာတောင်းဆွေမျိုးစုဩက္ကဋ္ဌကိုအောင်နိုင်စိုးဒုဩက္ကဋ္ဌဦးပါမောင်နိုင်ကဦးအားတို့နဲ့လူငယ်အတွေ့အမူခုံးခိုင်မင်းနိုင်တို့ဟာပြီးခဲ့တဲ့မေလ16ရက်နေ့က ဖဲခုံမြို့နယ်တစ်ကြိတ်ကြီးရွာမှာကရန်ပစ်သည့်ရဲဘော်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။လင်းပွေကျဲကုမ္ပဏီကတာဝန်ရှိသူတွေဖမ်းဆီးခံခဲ့ရတဲ့ပရာဒေါင်းစုမျိုးစုခေါင်းဆောင်တွေနဲ့ကရန်ပစ်သည့်ပါတီဘိုကော်မတီဝေတွေအထင်တော်ကြဆွေးနွေးခဲ့ကြပြီးအခုလိုလွတ်မြောက်လာတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာတဘောသူငွေချက်6ချက်ရရှိခဲ့ပြီး မကြာခင်မှာကရန်ပစ်သည့်ပါတီနဲ့ပရာဒေါင်းစုမျိုးစုဘက်ကနေထုတ်ပြန်သွားမယ်လို့သိရပါတယ်။ ရှမ်းဂရီနီနယ်ဆက်မိုးပြဲတိုက်ပွဲအတွင်မှာမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်သိန်းငယ်တပ်ခွဲနှစ်မှရဲဘော်တဦးကြဆုံခဲ့တယ်လို့အဆိုပါတယင်းထံကနေသိရပါဗျ။မိုးပြဲရှေ့တန်းစစ်စင်ရေးတနေရာမှာစစ်ကောင်စီကိုတော်လန်တိုက်ခိုက်ရေးစစ်ကောင်စီကဒရုန်းနဲ့ဗိုလ်ကျဲတိုက်ခိုက်တာကြောင့်မနေ့ကမေလ20ရက်မနေ့စနေနိုင်ခွဲအချိန်မှာမိုးပြဲ PDF သိန်းငယ်တပ်ခွဲနှစ်မှရဲဘော်တဦးကြဆုံခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကြဆုံသွားရဲ့ရဲဘော်ဟာ အသက်16နှစ်ရဲဘော်မအေးတုဖြစ်ပြီးမိုးပြေပြည်သူကာကွယ်ရေးတပ်တိုင်ငယ်တက်ခွဲနှစ်မှတာဝန်ထမ်းဆောင်တာကလက်ပိုင်းတာရှိသေးတယ်လို့သိရပါဗျ။မိုးပြေမှာစစ်ကောင်စီနဲ့ PNO ပြည်သူစစ်တို့ပူးပေါင်းပြီးမိုးပြေမြို့ကိုပြန်လည်ထိတ်ချုပ်နိုင်ဖို့အတွက်အင်အား600ကျော်နဲ့အပြင်းထန်စစ်ကြောင်းထိုးနေရကြောင်းတော်လည်းပူးပေါင်းတပ်ဖွဲ့နဲ့မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားလေရှိပါတယ်။ Greenie ပြည် တီမော့ဆိုအရှိချမ်းရှိဂျေးရွာတနေရာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ကိုရိုင်းကျုံသွေးရသူတွေထံကနေသိရပါဗျ။မနေ့ကမေလ20ရက်မနေ့10နိုင်ဝန်းကျင်အချိန်မှာဘရုဆိုမြို့အခြေစိုက်ခမာယာ14တက်ကနေ120မမလက်နက်ကြီးလို့ယူဆရတဲ့လက်နက်ကြီး3လုံးကိုတီမော့ဆိုအရှိချမ်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ရုဆိုမျိုးအခြေဆိုင်စစ်ကောင်စီတပ်ခမရ14ကပြစ်ခတ်လိုက်တဲ့120မမလက်နက်ကြီး3လုံးစလုံးဟာတောင်ပေါ်မှာကြိုက်ရပတ်ကွဲခဲ့တာကြောင့်လူအထိခိုက်မှုရှိဘူးလို့သူကဆိုပါတယ်။ပြီးခဲ့တဲ့မလ9ရက်နေ့ကလည်းဒီမော့ဆိုအခြေဆိုင်ခလာရတရားနှစ်တက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ဒီမော့ဆိုအရှိချမ်းကြီးဂျေးရတနီယာကိုကြိုက်ရပတ်ကွဲခဲ့ကစစ်ဆောင်နေအိမ်တလုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒီနေ့မေလ22ရက်ဖက်ဒရယ်ဖိုင်နန့်စ်သတင်းတွေကိုကြားခဲ့ရတာပါကျမအမြမ်းမွားရှင်